အခုကကျွန်တော်စပြီးတော့ခြာနေပြီပေါ့နော်ကျွန်တော်၁၀ပေါင်းကျော်ကျော်လေးကျသွားတယ်ပေါ့အကူကြီးလုတဲ့အခါမှာအဓိကရှားပါမှုကတော့ဗာလဲဆိုတော့အင်ဂျီအဝတ်စားတွေရှားလာပြီရှားတယ်ဆိုတာမရှားဘူးရှိတယ်ဒါပေမဲ့ဗာလဲဆိုတော့ဟိုဘယ်လိုပြောရမလဲဈေးကြီးတာဈေးကြီးတာပေါ့ပြောရမလဲဆိုရင်သူများအင်ဂျီက2000 3000ဆိုကိုအင်ဂျီက20လောက်ဝါးဆိုတော့5000 6000ပေးရတယ်အဲ့လိုမျိုးလေးဈေးတွေမြင့်လာပြီပေါ့ဒါရဲ့နှုပညာကြီးနဲ့အင်ဂျီဘိုးနဲ့တင်ဟို မကမိဘူးပြောမယ်ဆိုတော့ဒီလိုပါပဲဟိုဒီလိုပဲအိတ်ဖောင်းလိုက်အိတ်ပိန်လိုက်အဲဒီလိုပါပဲပေါ့ကျွန်တော်ပေါင်300လောက်ထိချမယ်လို့တော့ခန့်မှန်ထားတယ်ဟုတ်ခွန်ထွေညဆိုရဲဒီမင်းသားခွန်လက်လို့တော့ပြောတယ်အဲ့ဒီမှာကိုကတော့ခွန်ထွေထဲမှာတထွေပါတယ်ပေါ့ဘလို့စမ်းမျိုးလေးဖြစ်နေတာဒီကားကတော့ မနေ့ကပြောထားတာကြည့်လိုက်အောင်ပါဘာလို့ကျွန်တော်ဒီရဲ့ဘိုင်းမှာတည်ရတာဟုတ်ဒီရဲ့ဘိုင်းမှာတည်ရတဲ့ခါကျတော့သူ့ရဲ့ဇလန်းပုံစံကဘယ်လိုမျိုးလေးလဲဆိုတော့ तू ကတော့ဟိုသူအမှုပညာတင်နန်းเจ้าပေါ့နော်အဲเจ้าတစ်เจ้ามาကျွန်တော်တို့ဒီအဖြစ်ပြက်အဲလိုတရေကားပေါ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့လူတွေကြိုက်ကြတဲ့တရေကားပုံစံမျိုးလေးအဲ့လိုမျိုးလေးပေါ့နော်ရှိတယ် ဘာဖြစ်လို့ဆိုကျွန်တော်168ဒီနိုင်ဒီ168နိုင်ဇက်ခါကြီးမှကျွန်တော်အခုမြင့်မြတ်တဲ့ဒီခေါင်းပြတ်တဲ့ခန်းရှိတယ်ကျွန်တော်အဲ့ဒါဘယ်မှီလဲဆိုတော့ဟိုကျွန်တော်တို့ဟိုဟာမလေးဟိုဥယျာဉ်လေးပါတိုင်းအိုတိုင်းသားကြီးရွာထဲမှာကျွန်တော်ညဘက်10နိုင်17နိုင်ကြီးအဲ့ကိုကိုမင်းအောက်မှာရဲရတာအဲ့ကိုကိုမင်းအောက်မှာ10နိုင်17နိုင်ဆိုအဲ့ရိုက်လေရိုက်ပြီးတော့အခုမိဒီပါထိုးကြပြကြပါကိုယ်လည်းတရေလို့ပြင်ကြပါကြပါတော့နော်တရေလို့ပြင်တာဘာနဲ့တလားအဲ့ဒါလည်းပြီးတော့ အိပ်ပြောင်းအောင်ကျွန်တော်အိပ်ပြောင်းပြီးတော့ညဘက်ကအိတ်ကောညနှစ်ချက်တော့တွန်းလိုက်မှာနိုးပြီးတော့ဘေးကိုဘက်ဆိုလက်ကြည့်လိုက်တော့ကိုမျိုးကငုတ်တူကြီးထားနေတာဟာအဲ့ဒါကျွန်တော်လက်ပြတ်သွားအိမ်မှာအဲ့ဘုရားသာယူပါယူညာယူအဲ့ဒါနဲ့ကိုကလည်းအတိမိတ်ဆွေအဲ့ဒါမေးပြီးတော့ဟိုနေနိုင်ကိုနောက်ကဘာလာမှလဲကြောက်ရလေဆိုတော့ခွင်ငါလည်းဘာမှစကားပြောလည်းမမပါဘူးကြောက်လိုက်တာဆိုအဲ့ဒါနဲ့အိတ်တခါတော့မှတ်မှတ်ရရဘေးမှာငုတ်တူကြီးဟာ အဲ့မေးတော့မေးစမ်းကြည့်တော့မှညပါလာတာဘာဖြစ်ဘူးလဲအခုတော်လိုချင်လို့ဗာညာအမြပေးလိုက်ဗာညာအေးပြီးလိုက်ပါအဲ့လိုမျိုးအပထမဆုံးချောက်ခံမှုလားလို့ပြောရမှာပေါ့အတင်းနဲ့ပတန်ကိုကြောက်လာတာအကြောက်တာပေါ့တေးခါသွားပြီးတော့အိမ်တော်မကြည့်အိမ်အိမ်တော်မသွားရဘူးဟဲ့အမေဟိုဘာလို့ဒီလိုလဲဆိုတော့ကျွန်တော်ကတော့ကျွန်တော်ကိုပေးတဲ့ဒီတာဝန်ဇက်ရုပ်အပေါ်ကိုကျွန်တော်ကတော့ ဒီဘယ်လိုပြောရမလဲတာဝန်ကျေပွန်အောင်လို့ပဲကျွန်တော်ကထမ်းဆောင်ခြင်းနဲ့ဆိတ်ရှိတယ်ပေါ့နော်အဲကျွန်တော်ကိုတရောင်းသားနေရာလောက်ခိုင်းကျွန်တော်တရောင်းသားနဲ့တူအောင်လောက်ရမှာကျွန်တော်တာဝန်ကျွန်တော်ကိုအဲတခိုးနဲ့တူအောင်ရိုက်မယ်ဆိုရင်ကျွန်တော်တခိုးလိုပုံစံမျိုးခိုးရမှာကျွန်တော်တာဝန်အဲ့လိုပုံစံမျိုးလိုက်လောက်ရမှာကျွန်တော်တာဝန်ပေါ့ပြီးတော့အခုဘာလဲဆိုတော့အခုကတရေပေါ့တရေဆိုဘလူးခိုင်းတာမျိုးနဲ့ကိုကလာမလဲဆိုတာတော့မီတင်ပြီးတော့သိရမှာပေါ့နော်အခုလောဆယ်တော့မသိရသေးဘူးပေါ့ လောလောဆယ်တော့ကျွန်တော်စီကိုတရေတို့ပြီးတော့ကျွန်တော်တို့ဟိုကောမဒီပေါ့နော် ကျွန်တော်တို့ဟိုအဲ့လိုမျိုးလေးတွေလာပါတယ်အဲပြီးတော့အခုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲကျွန်တော်ကတော့ကုကုကူတော့ဟိုဟာတာကိုတော့ကျွန်တော်ကတော့အားပါတယ်ပေါ့ဟာတာကိုကျွန်တော်အားပါတယ်ဒါပေမဲ့ကိုစီကိုလာတဲ့ဟာရကြတော့ကိုစီကိုလာတဲ့ကာရီတာရကြတော့ဟိုဟာသားတွေတော့နေတယ်အဲပြီးတော့ကျွန်တော်ဒရမ်မာဘိုင်းပေါ့အဲ့ဒါအတွက်တော့ကိုကိုကူတော့အားမရသေးပါဘူး ျွန်တော်အကောင်းဆုံးတော့ကိုယ့်ကိုဟိုပုံစံနေလေ့ကျင့်နေအဲအဲ့လိုမျိုးမဖြစ်တယ်ပေါ့ဘလို့ဘလို့ဖြစ်ပြီးတော့တည်ဆင်းပြောတဲ့ဇာတ်တခုရှိရင်အန်ဒီမင်တန်နုတစ်ခါပြောว่าနင်ဘလို့ဖြစ်ပြီးတော့ဒီလိုဘလို့ဘလို့ဖြစ်လာလဲတည်ဆင်းရင်သားလည်းမသိဘူးလို့ဘလို့ဘလို့ဖြစ်လာမှန်းလို့ကိုယ့်ကိုကိုယ့်ကိုဈေးရောက်နေတာဗျာဘလို့ဖြစ်ပြီးဒီလိုဖြစ်လာမှန်းကိုယ်လည်းမသိဘူးဟလားငငယ်တော့အိမ်မက်လည်းမမက်ဘူးစိတ်ကူးလည်းမမြင်ဘူးဒါမှမဟုတ်ငငယ်တော့ကတော့ကျွန်တော်ကဟာသကာတွေအရန်ကြည့်တယ်အဲကျွန်တော်တို့ဟိုဟာသကာတွေအရန်ကြည့်တယ်အဲ့တော့ကိုယ်သဘောကျတဲ့ ဒီတေယုဆောင်ကြီးတွေနဲ့တွေ့ရတယ်ပထမဆုံးတွေ့ရတော့ဥညံလေးနဲ့တွေ့ရတယ်ဥညံလေးနဲ့တွေ့တဲ့အခါကျတော့လေအယမ်းပျော်တယ်အယမ်းကြိုက်ခဲ့တာကိုကို့အမေတွေကလည်းတခက်စွာရှိတယ်လေလူကြီးတွေမှာဟာဥညံလေးဥညံလေးကိုသဘောကျကြတယ်အမေဟာအမေတို့ကလည်းဝမ်းသာတယ်အာအဖေလည်းသဘောကျတယ်အဲ့လိုမျိုးပေါ့လေဟိုအဲ့လိုဆိုတော့ဟိုဘလိုပြောပြရမလဲဝမ်းသာပါလေဥညံလေးလည်းဒါကျွန်တော်တင်ပေးပါတယ်ကျွန်တော်မျက်ရည်မကျတတ်ဘူးဥညံလေးကဘယ်မျက်မျက်ရည်ကြရှိတယ်ညာဘက်မျက်ရည်ကြရှိတယ်အဲ့လိုမျိုးဩ မျက်ဤကြတော့မှအဲ့လိုမျက်ဤကြတာရှိတာလားဆိုတဲ့အဲ့လိုမျိုးကိုယ့်အတွက်ပညာရည်လည်းအများကြီးရတယ်အရင်ချစ်တယ်လို့မဟုတ်ပါဘူးအခုလောကရှေ့ပြုံပြုံနောက်မုံမုံပါပဲရှေ့ကြရင်တော့ပြုံ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 ပဲလေအခုနောက်ကြရင်တော့အတင်းတင်းကုန်တုတ်ကြအဲ့ဒါလူတဘာဝပဲလေဟိုချစ်ကြရလို့လည်းမရှိတော့ကိုယ့်အမြင်ကတည်းကလူလည်းရှိတာပဲဟုတ်လားကိုယ့်ဆွဲလူလည်းရှိတာပဲကိုယ့်အကောဟိုဟိုကိုယ့်အရှိမမြောက်ဝေပြီနောက်ကမကောင်းပြောလေရှိတာပဲဒါမဲ့အဲ့လိုမျိုးကြရင်လေကိုယ်ကလည်းအကောင်းဆုံးပဲပြုံပြုံလေးပဲပြီးတော့ကိုယ်ကလည်းရှင်းတယ် ဘယ်သူမှလည်းကိုကစကားမပြောဘူးကိုကိုအေးစေးပဲကိုချူတင်ရအောင်ကျွန်တော်အိတ်နေလိုက်ပြီအခုကကျွန်တော်စပြီးတော့ခြာနေပြီပေါ့နော်ကျွန်တော်ဆယ်ပေါင်းကြော်ကြော်လေးကြာသွားတယ်ပေါ့အဲကျွန်တော် collaboration တစ်ခုလုပ်ထားတာပေါ့နော်အဲဆယ်ပေါင်းကြော်ကြော်တော့ကျွန်တော်ကြာပြီ အဲ့ဒါလေးတော့အခုဆက်ပြီးတော့ကျွန်တော်ချဖို့တော့ရှိပါတယ်။ဘာလို့လဲဆိုတော့တကယ်ကိုကျွန်တော်စပြီးတော့အရင်တော့အင်တာဗျူးများစွာမှာကျွန်တော်ပြောပါတယ်ကျွန်တော်ဝေချာရမယ်ဘာနဲ့တရားဒါပေမဲ့အခုတော့ကျွန်တော်တကယ်ချရဘာလို့လဲဆိုတော့ကျွန်တော်ရိုက်ကူးလုပ်တဲ့အခါမှာအဓိကရှားပါမှုကတော့ဘာလဲဆိုတော့အင်ဂျီအဝတ်စားတွေရှားလာပြီးရှားတယ်ဆိုတာတည်းမရှားဘူးရှိတယ်။ဒါပေမဲ့ဘာလဲဆိုတော့ဟိုဘယ်လိုပြောမလဲဈေးကြီးဈေးကြီးတာပေါ့ပြောရမယ်ဆိုရင်သူများအင်ဂျီက2000 3000ဆိုကိုအင်ဂျီက20 လောက်ဝါဆိုတော့9000 6000ပေးရတယ်အဲ့လိုမျိုးလေးဈေးတွေမြင့်လာပြီပေါ့ဒါရင်ဥပညာကြီးနဲ့အင်ကြီးဘိုးနဲ့တင်ကိုမကမ်းမိဘူးပြောမယ်ဆိုတော့ဒီလိုပါပဲဟိုဒီလိုပဲအိတ်ဖောင်းလိုက်အိတ်ပိန်လိုက်ဒီလိုပါပဲပေါ့ကျွန်တော်ပေါင်300လောက်ထိချမယ်လို့တော့ခန့်မှန်းထားတယ်ဟုတ်အခုလေးကမအစားတောက်နေပေါ့နော်ကျွန်တော်ဒါဆေးထိုးပြီးချတဲ့ပလန်ကိုပေါ့ကျွန်တော်သွားနေတာပါပေါ့ ဝါလာဆိုလေအရင်နှစ်ကချင်းခင်းနဲ့ပေါင်ချင်းနဲ့အခုနှစ်ပြန်ချင်းနဲ့ပေါင်ချင်းနဲ့ကြာတော့မဝဘူးပေါင်ချင်းကြတော့တူတူပဲမကြလည်းမကြဘူးတက်လည်းမတက်ဘူးအဲပုံမှန်လေးပဲသွားနေတာပေါ့အဲအဲ့လိုမျိုးလေးပေါ့ဟိုအဓိကတည်းကိုယ့်ရဲ့ဂျမ်းမာရေးပြီးတော့ကျွန်တော်ဒီ bike ထွက်တာအဲ့ဒါလေးလည်းကျွန်တော်ဟိုပြန်ပြီးတော့ကိုကိုကိုဟွာလုံးမယ်အဲ့လိုမျိုးဆိုတော့ရေရဲချက်ကလေးနဲ့ကျွန်တော်စပြီးခြာနေတာပါဗျာအခုထားချောက်မှာလည်းကျွန်တော်ကြောင်းသားပဲဖြူဥယင်မှာလည်းကြောင်းသားပဲပြီးတော့168မှာလည်းတရေနော်အခုဒီမှာလည်း တရေလားတော့တရေចောင်းသားចောင်းသားတရေလားတော့မသိဘူးအဲ့လိုမျိုးပေါ့အဲထပ်ပြီးတော့ကျွန်တော်ပြမဲ့ကားတွေရှိပါတယ်နောက်လာဆိုရင်ကျွန်တော်မဟာမှာအဲကျွန်တော်ဒီကိုရှိန်နဲ့ကိုရှိန်နဲ့ကျွန်တော်နဲ့နှစ်ယောက်တာတွဲပေးထားပါဗောမိန်တွဲပေးထားတယ်အဲတကားရှိပါမယ်ပြီးသွားပြီဆိုရင်ကျွန်내ဟိုဟိုယုံကြီးကတကားရှိမယ်ပြီးသွားပြီဆိုရင်အဲနောက်ဆက်တလာဆက်နှစ်လာပိုင်းဆိုကျွန်တော်တို့ဟို sorry နောက်လာဆက်တလာပိုင်းเนาะဆက်တလာဆိုဆက်နှစ်လာပိုင်းမှာကျွန်တော်ဒီ application app show ထင်တယ်အဲ့ဒါပြမယ်ဒါတကားရှိပါတယ်ပြီးတော့ဟုတ်ကဲ့ခုနထွေညဂျိုင်းမဲ့ driver ခုနဖနက်ပါမလားတော့ကျွန်တော်စီကဖနက်ငါးပါတယ်ကျွန်တော်ကခြေတုံးလုံးဖြစ်နေပါတယ်အဲ့တော့အဲ့တော့အခုဒါကဒီခုနှစ်ထွေညဆိုတဲ့ဇာခာကြီးမှာကျွန်တော်တို့အားလုံးစိတ်ဝင်စားမယ်ပေါ့ပြီးတော့ driver PK ဆိုတာကလည်းသူကရိုက်တာအမတန်တော်တယ်တည်တတ်တယ်ဆိုပြီးတော့နာမည်ကြီးတယ် ဲကျွန်တော်နဲ့တော့တခါမှမဆုံမှုသေးပါဘူးသူ့ရဲ့ကောင်းတဲ့နေကိုတော့ကျွန်တော်ကတော့ကြားပါတယ်အဲဆိုတော့အရန်ကိုစီကံလဲကြီးတယ်အဲတိတ်ချာလဲဟိုတိကျတယ်ပေါ့နော်အလုံးလုံးတာတိကျဆိုတော့သူ့ကောင်းတဲ့နေကြားတဲ့ခါကျတော့အင်ဒရိုက်တာတယောက်နဲ့တွဲဆုံရမယ်ဆိုတော့ကျွန်တော်ပြောတော့ပြွှင်မိပါတယ်အဲတော့ကောင်းတဲ့ဇက်လဲဖြစ်တယ်လို့ကောင်းမဲ့ဇလန်းလည်းဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဖိုက်တာရိုက်ချက်တွေနဲ့ကျွန်တော်တို့အားလုံးစူးစမ်းထားတဲ့ဒီကျွန်တော်တို့ဒီ9ထွေ9ယောက် ကျွန်တော်အားလုံးစူးစမ်းအကောင်းဆုံးစူးစမ်းထားပါတယ်အဲ့တော့ထွက်လာရင်လည်းအားပေးကြပါဦးလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်